လာရှုမျိုးအထက6နိုင်တက်တော်ထိန်ထိန်ရေတော်မီကာကိုရင်းနဲ့မိခုံးမြုံငွေလျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနဲ့မိငိမ့်သက်ချင်းလက်တွေတရုတ်ပြပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့တွင် KI စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြေမှု၍ KI တက်တော်ဦးစီးဌာနနှင့် KI မိသားဦးစီးဌာနတို့ပူးပေါင်း၍တက်တော်ထိုင်သိမ်းရေးတော်မီကာခွဲရေးနှင့်မိခုံမြငွေလျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်မိငိမ့်သက်ချင်းလက်တွေ့တရုပ်ပြပွဲကိုနိုဝင်ဘာလ25ရက်နေ့နနက်စင်နာရီကအမှတ်6အခြေခံပညာထက်တန်းကျောင်းရှိကမ္ဘောဇာခံမနိုင်ခြင်းပါခဲ့ရာ KI စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်းကအဖွဲ့အစည်းကပြောကြားခဲ့ပါသည် ထို့နောက်ခရိုင်တက်တော်ဦးစီးဌာနမှလက်ထောက်ညင်ကြရေးမှူးဦးနှင်းအောင်ဆန်းကတက်တော်ထိန်သိမ်းရေးတော်မီကာခွေရင်းနဲ့မိခုံမြင်ွေလျှော့ချရေးဆိုင်ရာတည်ကောင်းစရာများအလကောင်ခရိုင်ပတ်ဝန်ကျင်ထိန်သိမ်းရေးဦးစီးဌာနမှဦးစီးရရရှိတော်ပွင့်ဖြူစင်မြင့်ကပဝင်ကျင်းထိန်သိမ်းရေးအသိပညာပေးအကြောင်းအရာများအလကောင်ဆွေးနွေးဟောပြောခဲ့ရာတက်ရောက်လာသည့်ကျောင်းသားကျောင်းသူများကသိရှိလိုသည့်များအားမေးမြန်းဆွေးနွေးခဲ့ပြီးဦးဆောင်ဆွေးနွေးသည့်တာဝန်ရှိသူများကပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြ တာဝန်ရှိသူများကအာထာက6ကျောင်းအတွက်ကျောင်းသုံးဆောင်ပစ္စည်းများချိမြင့်ပေးအပ်ခဲ့ပါတယ်။ဆက်လက်၍ KIMI တပ်ဦးစီးဌာနမှလက်ထောက်ညင်ကြားမှုဦးစိုးမင်းခိုင်နဲ့တပ်ဖွဲ့ဝင်များကမိငိမ့်တက်ချင်အားအသိပညာပေးရှင်းလင်းဟောပြောပေးခဲ့ပြီးမိငိမ့်တက်ချင်အားလက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ရာတက်ရောက်လာသည့်ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများကလက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။